အာရှမျိုးသမီးချန်ပီယံလိအုပ်စုပွဲတွေကိုကွင်းထဲအထိအလကားကြည့်လို့ရပြီ ISP အသင်းရှင်ပြိုင်ကစားမယ်အာရှမျိုးသမီးချန်ပီယံလိအုပ်စုပွဲစဉ်တွေအားလုံးအတွက်ကွင်းဝင်ခြင်းကိုအခမဲ့စီစဉ်ပေးလိုက်ပြီဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကသတင်းထုတ်ပြန်ပါတယ် ဟုတ်ပါရင်လက်မှတ်ကတပြားတစ်ချက်မှမကုန်တော့ပဲလုံးဝအလကားကွင်းထဲထိသွားရောက်ကြည့်ရှုလို့ရမှာပါပြီးကြတဲ့နေ့နိုဝင်ဘာ9ရက်ထိကွင်းဝင်ချင်းလက်မှတ်ကိုအထူးတန်း9000ကျပ်ရိုးရိုးတန်း2000ကျပ်နဲ့ကြိုတင်ရောင်းချပေးနေပြီမယ်ဒီနေ့မနက်မှာတော့အခမဲ့တက်မှတ်လိုက်ကြောင်းကိုထုတ်ပြန်ခဲ့တာပါအရင်နေ့တွေကပတ်စံပေးဝေခဲ့ရတဲ့လက်မှတ်တွေကိုလည်းမနက်ဖြန်ပွဲချိန်မှာပြန်လည်ထုတ်ယူနိုင်ကြောင်းကိုလည်းသိရှိခဲ့ရပါတယ် ဝင်ကြေးအခမဲ့တယ်မဟုတ်ဘဲနဲ့အပြန်ကားကလည်းအခမဲ့ဖြစ်တယ်လို့လည်းသိရပါတယ်။ပွဲချိန်ကည9နာရီခွဲဖြစ်တာကြောင့်ပွဲပြီးချိန်ဆို9နာရီခွဲလောက်မှပြီးတာဖြစ်တဲ့အတွက်ဒီလိုစီစဉ်ပေးတာကလည်းအကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုပါပဲ။တခုတော့ရှိပါတယ်။ကွင်းဝင်ကြေးအခမဲ့ဖြစ်ပေမဲ့ထိုင်းကုံတွေရှိတဲ့လောက်လက်မှတ်တွေကိုပဲဂိတ်ပေါက်တွေမှာပေးဝင်မှာဖြစ်တာကြောင့်လာလာနောက်ကျပြီးလက်မှတ်တွေကုန်သွားရင်တော့ကြီးစုခွင့်ရရှိမှာမဟုတ်ပါဘူး။ဒါကြောင့်အခုကြည့်နေတဲ့ပရိသတ်တွေအထက်မှာတွားရောက်ကြီးစုကြမဲ့သူတွေအနေနဲ့ကွင်းကိုစောစောလေးတွားရောက်ကြဖို့ပြောချင်ပါတယ်။ အပြန်ကားစီစဉ်တာမှာလည်းရန်ကုန်မြို့ရင်မြို့နယ်အသီးသီးကိုပြန်မဲ့ကား25စီးတောင်စီစဉ်ပေးထားပါတယ်။ကားလမ်းကြောင်း5ခုပါ။အုပ်စုတဲဘောလုံးကွင်းတာကေတကြောက်တိုင်စူးလီအုပ်စုနှစ်ဘောလုံးကွင်းစံပြစီဘေးလီပင်လုံးပြည်တော်စုလန်ခွန်ရှစ်လန်းစုံအုပ်စုသုံးဘောလုံးကွင်းတောင်မြောက်လန်းစုံလော်ကားလန်81ဂိတ်စုံအုပ်စု၄ဘောလုံးကွင်းဝေဇန်နီယာလန်အတိုင်း6ခွေအဝေးပြေးအုပ်စု၅ဘောလုံးကွင်းအရှိမြင်းပြိုင်ကွင်းလန်ရန်ကင်းလှဲတန်းအင်းစိန်လန်တမိုင်းလန်းစုံ အခုလိုမျိုးနဲ့အသီးသီးကိုရောင်းနိုင်မဲ့လမ်းတွေကိုစီစဉ်ပေးထားပါတယ် ဒီလမ်းကြောင်းလေးကိုကြည်ပြီးနီးစက်ရမှာဆင်းဖို့ပါပဲတက်ဆိုင်ရဂိတ်လိုက်ရထားပြီးပွဲပြီး9နာရီခွဲမှာထွက်ခွာမှာဖြစ်လို့အချိန်မီဖို့တော့လိုအပ်ပါတယ်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့အခုလိုတွေထောက်ပံ့ပေးတင်တာကြာပါပြီပြီးခဲ့တဲ့ပြိုင်ပွဲတွေအားလုံးမှာအင်ရှင်ဖြစ်ရှင်ပြိုင်ခဲ့ရတာတွေရှိပေမဲ့ကွင်းထဲမှာပြိသက်ကများများဆဆရှိမနေပါဘူးလက်မှတ်ခါကဈေးမကြီးပေမဲ့အသွားပြန်နောက်ကျတာတွေအဆင်မပြေတာတွေကြောင့်မလာဖြစ်တဲ့သူတွေအများကြီးပါအခုတခါမှာတော့ဒီယာတွေအားလုံးအဆင်ပြေစေဖို့စီစဉ်ပေးနိုင်ခဲ့တဲ့အတွက်ကွင်းထဲမှာပြိသက်တွေအများကြီးရှိနေဖို့လေမျှော်လင့်ပါတယ်ထပ်ပြီးတော့ပြိုင်ပွဲသွင်းမှာ FVS ဆိုတဲ့စနစ်တစ်ခုကိုတုံးသွားမယ်လို့သိရပါတယ်။ FVS ဆိုတာကအလွယ်နည်းဆိုရင် VAR သဘောမျိုးပါပဲ။အငင်းပွားပွဲဖြစ်တဲ့နေရာတွေကိုတေချာမြင်နိုင်ဖို့အများကြီးထောက်ပံ့ပေးတဲ့အရာပါ။မတူတာကတော့ VAR လိုမျိုးဒိုင်းတယောက်တက်တက်မရှိတာဖြစ်တဲ့အတွက်ဆုံးဖြတ်ချက်တွေကိုတော့ကွင်းလယ်တိုင်းကပဲအပြည့်အဝဆုံးဖြတ်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီလိုနည်းစနစ်တွေပါဝင်လာတာကပြီးခဲ့တဲ့ AFC Championship ကမြန်မာနဲ့ Bangladesh တုံးကလိုအဖြစ်ပြက်မျိုးတွေထပ်မဖြစ်စေဖို့အများကြီးအထောက်အကူပြုမှာတော့အသေးချာပါ။ ဒီတော့ပြည်သက်ကြီးရေကစားသမားတွေကိုအင်အားပြေးဝပေးဖို့မနှက်ဖြန်မှာလက်မှတ်တောင်မလိုပဲအားလုံးအတူတူသွားရောက်အားပေးကြဖို့ကျွန်တော်ကတော့တိုက်တွန်းချင်ပါတယ်ကျွန်တော်တို့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်လဲပြည်တွင်းဘောလုံးသတင်းတွေနိုင်ငံတကာဘောလုံးသတင်းအကြောင်းအရာတွေပါတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် channel လေးကို like and subscribe ပြုလုပ်ပေးသွားကြပါအောင်နောက်ထပ်သတင်းအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ